ေရဘဝတစ်ခုဆုံးတတ်တော့မယ်ကိုဖြတ်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုံကြတယ်ဆိုးတာတွေလည်းလုံကြတယ်နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းဆိုးတွေကိုလုခဲ့တဲ့အကောင်းဆိုးတွေဟာအရေးတစ်ဖွဲ့မိမိရဲ့စိတ်ကိုနှောမှုပြီးတော့ပေါ်လာတတ်တယ်။ဒါသိကြပါဖို့ တရားမူမူအချိန်ရောက်လာပြီဆိုလို့ရှိရင်ကုလုခဲ့တဲ့လောရတေဟာပြန်ပြီးတော့အိမ်မက်ထဲမှာလိုလိုတကယ်ပဲမြင်ရတာလိုလိုစိတ်အစဉ်မှာလွှမ်းမိုးပြီးတော့ပေါ်လာလိမ့်မယ်အဲ့လိုလွှမ်းမိုးပြီးတော့ပေါ်လာတတ်တာသုံးမျိုးရှိတယ်ပေါ့ကုလုခဲ့တဲ့ကံအာယုံကတစ်ခုကမ္မနမိတ်ဆိုတဲ့ ထုကုသကံအကုသကံကိုလုံးတဲ့အချိန်လုံးကပတ်ဝန်းကျင်အခြေအနေတွေကတခုကတိနမိတ်ဆိုတာနောက်ဘဝဖြစ်ပေါ်လာမဲ့အယိတ်နမိတ်တွေချုပ်တင်မြင်နေတာဟာတခုပေါ့သုံးခုရှိအဲ့ဒါကိုကံကမ္မနမိတ်ကတိနမိတ်လို့ပြောတယ်တော့တေဂာနိပုဂ္ဂိုလ်မှာဒီသုံးမျိုးကပေါ်လာတတ်တယ်ပေါ့ ံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လုပ်တော့မဲ့စွမ်းအားပြည့်တဲ့အခွင့်ရလာတဲ့ကံတရားတစ်ခုစိတ်အစဉ်ကိုလွန်မိုးပြီးတော့အဲ့ဒီချိန်မှာပေါ်နေတတ်တယ်။အဲ့ဒါလို့ပေါ်လာတဲ့ဘု து ကြောင့်ပေါ်လာတော့ဆိုရင်ကံတရားရဲ့စွမ်းဤတတိတွေကြောင့်မပေါ်လာဘူး။ဘု து ကမှလာလုတ်ပေးတာမဟုတ်ဘူး။ကံတရားရဲ့စွမ်းဤတတိနဲ့စိတ်အစဉ်ထဲမှာဒါတွေလာပေါ်နေတယ်။ အဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဥမာပဲလူတယောက်ဟာစိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်လာစိတ်တွေတုံ့နေတယ်စိတ်တွေဆိုးနေတယ်အရင်တော့ခံစားမှုမျိုးတွေခံစားနေရတယ်ဟိုတံမျိုးဖြစ်လာတယ်။ဟောကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်အရင်တော့ကပ္ပဋ္ဌာန်းထိုင်နေတယ်ဘုရားကိုအာဝံပြုလို့ဆိုအဲ့ဒီအခြေအနေတွေလာပေါ်လာတယ် စိတ်စဉ်ထဲမှာအဲ့ဒီကံအာယုံပေါ်လာတတ်တယ်။အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မနမိတ်လို့ဆိုတဲ့အခြေအနေ conditions of karma ဒါတွေလည်းလာတယ်။တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှင်။ဘုရားကနဲ့မှာတရားထိုင်နေဆိုရင်ဘုရားရုပ်ွားတော်လေးပေါ်နေပဲဘုရားကိုစီပီးပန်းရည်ခြင်းနဲ့စက္ကထာနာတွေပဝန်းကျင်အခြေအနေတွေအကုန်စိတ်ထဲမှာအိမ်မက်မက်တလို့လာပြီးတော့ပေါ်နေတတ်တယ်။ ေးမကောင်းတာလုပ်ထားတဲ့ပုဂ္ဂိုလ်ကျတော့မကောင်းတဲ့အခြေအနေမျိုးတွေလာပေါ်တတ်တယ်။ဆိုပါစို့ဒိဋ္ဌိဆန်တွေကိုတတ်ဖြတ်နေတယ်ဆိုရင်ဩဒိဋ္ဌိဆန်တွေကိုတတ်နေရတယ်လို့ဒေါသဖြစ်တယ်ဒိဋ္ဌိဆန်ကကိုယ်ယံလုပ်တယ်ကိုယ်ကဒိဋ္ဌိဆန်ကိုတတ်နေတယ်အဲ့ဒီပုံစံမျိုးတွေလာပေါ်တတ်တယ်ပတ်ဝန်းကျင်အခြေအနေတွေကုန်လာပေါ်တယ်အဲ့ဒါကမ္မန္တပိတ်တွေပေါ်တယ်ခေါ်တယ်ကတိနမိတ်ဆိုတာကြတော့ပုံပုံပေါ်နေတွေမျိုးမျိုးပေါ် သို့သောစာပေကျမ်းကမှရေးထားတာကတော့လူပြည့်ပြန်ရောက်မဲ့ပုဂ္ဂိုလ်တယောက်ဟာအမိဝမ်းရည်ကိုပေါ်တယ်လို့ဒါပေါ်နိုင်တာတခုပြောတဲ့သဘောတခြားသိနဲ့လည်းဂတိနိမိတ်ပေါ်တယ်လို့ပြောနိုင်အဲ့ဒီဂတိနိမိတ်ပေါ်တာပါလဲဆိုတေကဏီအချိန်မှာကုသကောင်းမှုလှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ သင်္ခေဇောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်သေးလို့လို့ဘာတွေပေါ်တတ်လို့လူပြည်ပြန်ရောက်မဲ့ပုဂ္ဂိုလ်ဟာမျိုးတစ်မျိုးရောက်သွားတယ်အိမ်တအိမ်တွေ့တယ်အဲ့ဒီအိမ်ပေါ်တက်သွားတယ်ဟောဒါလည်းကတိနမိတ်ပဲပေါ့အဲ့ဒီအိမ်ပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ဒီလိုပေါ်တာမျိုးတွေပေါ့အေးနတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲ ်ညပြေကနတ်သားတွေကသူ့လာခေါ်နေကြတယ်ယထာကြီးနဲ့တင်းခေါ်သွားတယ်ဥယျာဉ်တွေဗိမာန်နေတယ်သူ ရောက်သွားတယ်ဆိုတဲ့အနေထားမျိုးတွေပေါ်လာတယ်ပေါ့ကိုရောက်မဲ့နေရာတွေကိုကြွတင်ပြီးတော့ထင်ရောက်မြင်ရောက်ဖြစ်လာတာမျိုးတွေဟာဒါကတိနိဗ္ဗိတ်လို့ခေါ်တယ်တကယ်ကိုမြင်ရတဲ့ကတိနိဗ္ဗိတ်ကလည်းရှိတတ်သေးတယ်ပေါ့တဏ္ဍပုဂ္ဂိုလ်တွေကတော့မမြင်ရဘူးအဲဒိဋ္ဌိပုဂ္ဂိုလ်တွေကမမြင်ရဘူး ဲ့ကာယကံရှင်ကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်နေတာဒီနိမိတ်ကတော့ရှိတတ်တယ်ပေါ့အဲ့လိုမျိုးနဲ့ရှိဓမ္မိကဥပဒကရဲ့ဝထုမှာဆိုရင်ဓမ္မိကဥပဒကကြီးဟာအကြည့်အကျယ်ယောဂဝိရဏဖြစ်ပြီးတော့တေကန်ဒီဆက်ဆက်ရောက်နေတဲ့အချိန်မှာဉာဏ်နေပြင်ပြီးတော့မဟာသတိပ္ပဏ္ဍကိုနားနေအဲ့လိုတရားနာနေတဲ့အချိန်မှာ နတ်ပြည်6ထပ်ကနိုင်ထားနေသူ့အိမ်ဝါရောက်လာပြီးတော့ခေါ်ကြတယ်ကျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ပုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးတော့အလူရဲ့ခေါ်ကြတယ်။အခုခေတ်ဆိုင်ကားသမားမြင်လဲသမားတွေကိုဒီမှာခေါ်ကြတယ်ယထာစိတ်တို့သင်္ဘောစိတ်တို့အလူရဲ့အဲ့ဒါခေါ်လာလို့ပဲသူတို့ကခေါ်တဲ့အခါယဟန်ရဲ့ ဟာသတိပ္ပံတို့ယွထာကိုနားနေတဲ့တကကြီးကဟာပြောတော့ဆိုနေကြပါအောင်ဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တာတရားနာရင်သူ့လားခေါ်နေတာအတန်တွေလည်းကြားဆိုင်းကြပါအောင်ဆိုင်းကြပါအောင်ဆိုတော့ရဟန်းတော်တွေကဟာတို့ရခိုင်းတာဖြစ်မယ်ဆိုပြီးတော့ဆက်မရွတ်တော့ရပ်သွားကြအဲ့ဒီချိန်မှာသူကမျောသွားတယ်ပေါ့ ညာတော်တွေပြန်သွားတော့မှပြန်တတိယလာတဲ့အခါမိသားစုတွေကငိုနေကြတယ်။ဘာဖြစ်လို့ငိုနေကြလဲ။သူကပြန်လည်လာတော့မေး။ဟောခုနကအဖေပဲတန်ဃာတော်တွေပင့်တရားနာတာရပ်ပါအောင်ဆိုင်ပါအောင်ဆိုင်ပါအောင်ဆိုလို့ကိုတော်တွေပြန်ကြွကုန်ပြီ။ဆိုတော့ငါကိုတော်တွေကိုပြောတာမဟုတ်ဘူးတဲ့။လာပြီးတော့ခေါ်နေကြတာဟုတ်ပါ။နတ်ကြီးကယထာတွေလာခေါ်တော့ဘယ်မှမမြင်ကြဘူးလားလို့သူကမှမမြင်ဘူး။ သူ့အဖေခရောင်ကရမ်းနဲ့ပြောတယ်ပဲထင်ရတယ်ပေါ့အေးအဲ့ဒါလို့ဆိုရင်ငါငါမျက်စိကတေချာမြင်နေတာအဲ့တော့ပြဘယ်ဘုံဟာအကောင်းဆုံးလို့မေးတဲ့အခါဘုရားလောင်းနေနေတဲ့တုတိတဘုံဟာအကောင်းဆုံးပဲဆိုပြီးတော့ပန်းကုံတကုံတောင်းပြီးတော့အဲ့ဒီတုတိတဘုံကနိုင်ထားလှမ်းပြီးတော့ပြစ်ပြီးချိတ်လိုက်တဲ့အခါပန်းကြတော့မြင်ရတဲ့အဲ့ချာတထားကိုတော့မြင်အောင်ဩ အဲ့ဒါဆိုလို့ရှိရင်သူမျက်စိနဲ့တကယ်မြင်ရတဲ့ဂတိနမိတ်ပဲပေါ့တကယ်မြင်ရတဲ့အနေထားတစ်ခုပဲပေါ့ထို့တူပဲအနာဂံဥပဒကစိတ်တသူကျဲဆိုတဲ့တကားကြီးရတယ်တရားမှုမှုအချိန်မှာအလုံးမိသားစုကဝိုင်းပြီးတော့နေတဲ့အချိန်မှာနှုတ်ထဲကနေပြီးတော့ပြောတာမာရင်ပြောတယ် ေးဒါလည်းပဲမပြဲပါဘူးဒါလည်းပဲမပြဲပါဘူးဒါလည်းပဲမခိုင်မာသေးပါဘူးမျက်ရှိတဲ့ရာမဟုတ်ပါဘူးအဲ့လိုပြောတော့မိသားစုကထင်ဟောအဖေတေကန်ဒီကြောက်လို့ရောင်းနေတာပဲလို့ဒီလိုအောင်ပဲတော့တေကန်ဒီမှပြောရတဲ့အဲ့ဒါပြောတယ်ဘေးကလူကအဲ့ဒါရောင်းပြီးတော့ပြောနေတယ်လို့ထင်အဲ့တော့တတိလဲလာတဲ့အခါပြန်ပြီးတော့ဘာဖြစ်လို့အဲ့ဒါပြောတာတော့ဆို မဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့ဒါနမလာတယ်နတ်တွေလာတယ်လာပြီးတဲ့အခါနတ်တွေကပြောတာအဲတထေးစိတ်ကူးမလွဲနဲ့သူတို့နတ်ဘုံမှာပျော်စရာကောင်းတယ်အဲ့ဒီကိုစိတ်ညွတ်လိုက်အဲ့ဒီစိတ်ညွတ်လိုက်အဲ့ဒီနတ်တွေကိုရောက်လာမှာအဲ့လိုလားလားပြောကြတာလားလားပြောလို့အေးမင်းတို့ဘုံလည်းမမြဲပါဘူးကွာမင်းတို့ဘုံလည်းမမြဲပါဘူးသာဝရဘုံမဟုတ်ပါဘူးလေ ခါကပြောတာအဲ့သူတို့နဲ့စကားပြောနေတာတော့ဒီလိုဆိုလို့ရှိရင်သူ့ရဲ့ဂတိနမိတ်တွေဟာလည်းပဲထင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဟောအဲ့တော့ဂတိနမိတ်ထင်ပုံထင်းနည်းတွေကတော့အများကြီးပဲအေးငရဲကြမဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲမိတွေထင်တတ်တယ်ခွင့်နဲ့ကြည့်တယ်ထင်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲခွန်သွားတာတို့ဒါမျိုးတွေထင်တတ်တယ်တဲ့ဒါကြောင့်မလို့ အေးမျက်လုံးကြီးပြူးပြီးတော့ယုံကံပြီးသိသွားရင်တော့သိကြတာပဲအဲ့ဒါသူ့လာဆွဲခေါ်နေလို့သူလက်နဲ့သဘောပေါ့နော်အဲ့ဒီလိုတေကန်ဒီအချိန်မှာဆိုလို့ရှိရင်လူတွေကအမျိုးမျိုးဘယ်နှစ်တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတစ်ယောက်ကသူကနတ်စ်မှာဆေးဦးကြီးတွေပါတေကန်ဒီ ခြေနေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောင်ရတဲ့ nurse အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါမှာသူကအမျိုးဆုံးမြင်မှုတွေတချို့လူတွေကရုံတံပြီးတော့တည်သွားတယ်တချို့လူတွေကပြန်လေတိုက်ခိုက်ပြီးတော့တည်သွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့တည်သွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့တည်သွားတဲ့လူတချို့လူတွေကြတော့ပြုံးပြုံးလေးနဲ့တည်သွားတာလူမျိုးစုတည်တာတွေကိုသူက အနိကပြီးတော့ကြည်ရအဲ့ဒါတွေကဘာကြောင့်လဲလို့ပေးဘူးတယ်ရဘုရားမသာတရားတော်ရကြတော့ခုနပြောတယ်ကံကမ္မနမိတ်ကတိတပိတ်တွေတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေကပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံနာခံတာပေါ့အဲ့တော့ကြောက်စရာလက်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့နမိတ်တစ်ခုပဲပေါ့ ပြောစရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှင်တော့အဲ့ဒီကကောင်းတဲ့ပုံရောက်တာသိကြတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုလုံးတဲ့ကံတရားတွေဟာအကျိတ်တဖယ်မိမိစိတ်ကိုလွှမ်းမိုးပြီးတော့လာတတ်တယ်အဲ့ဒါလို့လွှမ်းမိုးလာပြီဆိုလို့ရှင်နောက်ဆုံးစိတ်ကလေးတွေလာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးဟာကိုင်းညွတ်နေပြီးတော့ အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူးခွာလို့မရဘူးဖယ်ပြစ်လို့မရဘူးဘာဖြစ်လို့ဖယ်ပြစ်လို့မရလဲလို့ဆိုရင်အဝိဇ္ဇာကအဲ့ဒီအချိန်မှာလွှမ်းမိုးထားတယ်စိတ်ကိုလွှမ်းမိုးထားအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့နေတဲ့အချိန်မှာတဏှာဆိုတဲ့အတွေ့အတာကနေပြီးတော့သဘောကျဥပမာမယ်ဆိုတော့ မကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏှာကနေပြီးတော့တွေ့တာမှုကိုပေးထားတယ်အဲ့ဒီလိုတွေ့တာမှုပေးထားတော့ဒီစိတ်အစဉ်လေးဟာဒီအာယုံပေါ်မှာညွတ်နေတဲ့ဆိုတဲ့အချိန်လေးမှာကံတရားကနေဘဝတစ်ခုပြစ်ချလိုက်တယ်တဲ့သုံးခုပေါင်းပြီးတော့အလုံးလုံးတဲ့သဘောပေါ့အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ကွယ်ပေးထားတယ်အမှန်မမြင်နိုင်အောင်ကွယ်ပေးထားတယ် မဟုတ်တာတွေမြင်နေတယ်နော်အရှိတာတွေကိုမြင်နေတယ်အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကညွတ်ကိုင်းစေတယ်တဏှာကညွတ်နေတဲ့အပေါ်မှာကံတရားကနေစီမံပြီးတော့ပြစ်ချပေးလိုက်တယ်ဒါနဲ့ဒီဘဝလည်းအဆုံးသတ်ရောနောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့အဲ့တော့ရောက်သွားတယ်ဆိုတော့ဘယ်သူရောက်သွားတာတော့ဆိုဘယ်သူမှရောက်သွားတာတော့မဟုတ်ဘူးအကြောင်းနဲ့အကျိုးပဲနော်ဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တကယ်နဲ့ ကံတရားကဖန်တီးလိုက်တဲ့အတွက်ကြောင့်ဘဝတိတစ်ခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်လေးပေါ်လာတာပြောတာအဲ့ဒီဝိပါကစိတ်လေးဟာမသေးခင်ကယူထားတဲ့အာယုံလေးရဲ့အပေါ်မှာသူကနေရအဲ့ဒီဝိပါကစိတ်လေးဟာကံဆိုတဲ့ညှိတော်ပေါ်မှာပေါက်ပွားတာဖြစ်တော့ကံမှန်ခိတံလို့မြတ်စွာဘုရားခေါ်တယ် အဲ့ဒီမှာတဏှာကနေအထောက်အကူပြုတာဖြစ်တော့ကြောင့်တဏှာတဏီဟောဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစီတွေဟာကံဆိုတဲ့မြေလွာပေါ်မှာတဏှာဆိုတဲ့ရေအစင်းလေးလောင်းထိလိုက်သည့်အတွက်ကြောင့်မျိုးစီတွေကနေပြီးတော့အမြင့်ကလေးဆင်းပြီးတော့အမြောက်ကလေးပေါက်လာလို့ဘဝတစ်ခုအတိရကြပြန်တာပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏ ကန္တရာကဖန်တီးတာလို့ဘုရားတစ်ခုမှဒီလိုဆိုလိုတာပေါ့